ကျောက်ဖြူမြို့မင်းတပ်တောင်ရဲ့စစ်မှုလက်မှုတင်ဒန်းချောင်းကို ULAA ကတင်ပိုက်လိုက်တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ရခိုင်ပြည်ကျောက်ဖြူမြို့တိုက်ပွဲမှာ မင်းတပ်တောင်စခန်းနဲ့စစ်မှုလက်မှုတင်ဒန်းချောင်း စခန်းတို့ကိုလက်နက်ခဲယံတွေနဲ့အတူ ULAA ကတင်ပိုက်လိုက်တယ်လို့သတင်းရရှိပါတယ်။ကျောက်ဖြူမြို့မင်းတပ်တောင်ပေါ်မှာရှေ့ကုတ်ယူထားတဲ့စစ်ကောင်စီစခန်းနဲ့အဲ့ဒီအနီးကစစ်မှုလက်မှုတင်ဒန်းချောင်းမှာကင်းပုံးရှာထားတဲ့စစ်ကောင်စီစခန်းနှစ်ခုကိုတော့ မေလ19ရက်နေ့ကတင်ပိုင်လိုက်တာဖြစ်တယ်လို့အစီအစဉ်တင်အရင်မြစ်ကအတည်ပြုပါတယ်။မင်းတပ်တော်နဲ့စမှုလက်မှုတင်တန်းဆောင်ကိုမင်းညာတွေကတင်ပိုင်လိုက်ပါပြီ။ဒီနေ့တနေ့ကုန်တော့အဲ့ဒီဘက်ကရေတက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပါတယ်လို့အစီအစဉ်တင်အရင်မြစ်ကပြောပါတယ်။စစ်ကောင်စီဟာတညောင်းရီရေတက်ဌာနချုပ်ကနေမင်းတပ်တော်အပါအဝင်လက်လွတ်ထားရတဲ့စခန်းကုန်းတွေကို drone လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။ အဲ့ဒီစကန်တွေကစစ်သုံးပန်းတွေလက်နက်ခဲယမ်းတွေကိုတော့အာရခတော်တော်ပကထိမ့်သိမ်းလိုက်ပြီးမင်းတပ်တော်တဝိုက်ကို နေမြေရှင်းလင်းရေးတွေလုပ်နေတယ်လို့ဆိုပါတယ်။နေမြေသင်းမောကတော့အနည်းဆုံးထိတိုးလာပြီးပြင်နေပါတယ်။တချို့ရွာတွေဘက်ကကြာပါတယ်။အထိခိုက်တော့မတိရသေးပါဘူးလို့ဒေသခံတရင်အေးမြင့်ကိုပြောပါတယ်။တပ်ဖြူစစ်မြေပြင်မှာခမာယာ943ခမာယာ942 အမှတ်32ရေတက်ရင်နဲ့လညောင်းရီရေတက်ဌာနရှုပ်တို့ကအထူးကကုကဲနေတာဖြစ်ပြီးအဲ့ဒီတက်ရင်ဌာနရှုပ်တွေကစေကောင်းစီစကန်တွေကိုတင်ပိုက်ခဲ့တာဖြစ်ပါတယ်